ရည်သနာအလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့1ကနေပြီးတော့1173တိုင်ပွဲကြီးအတွက် press conference သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်ပြီးတော့အိတ်တဲကပွဲစဉ်နှစ်ပွဲကို ထုတ်လုပ်ပြီးတော့ပရိသတ်တွေနဲ့မိတ်ဆက်ပေးခဲ့တယ်ခင်ဗျာပြောရမယ်ဆိုရင်တော့ဈေးကွက်ကိုတန်ကြောင်းခေါ်လိုက်တဲ့သဘောပါပဲဒီပွဲစဉ်နှစ်ပွဲကြောင့်ပဲလက်မှတ်စပြီးတော့ရောင်းတဲ့နေ့မှာလက်မှတ်ဝယ်ယူမဲ့သူတွေတန်းစီသွားခဲ့ဖြစ်ပါတယ်ဒီနေ့မိတ်ဆက်ပေးလိုက်တဲ့ပွဲစဉ်နှစ်ပွဲကတော့တစ်ပွဲက စူပါဘွန်နဲ့နွာရီရဲ့ပွဲစဉ်နောက်တစ်ပွဲကတော့ရူနဲ့မာလီခင်တို့စိတ်မကြေပွဲပြန်ထုံးမဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျဒီတော့1173ပြန်ပွဲကြီးဟာအစောပိုင်းကအမေရိကန်ပြောင်းစုမှကျင်းပဖို့စီစဉ်ထားခဲ့တယ်ဒါပေမဲ့အမေရိကန်ပြောင်းစုမှအဆင်ပြေဖြစ်သွားခဲ့တယ်ပေါ့လေအဆင်ပြေသွားဘူးနိုင်ငံရေးရှင်နေတော့မသက်ဆိုင်ပါဘူးပြောရမယ်ဆိုရင်တော့ဇမ်ဘိုအန်ကာနဲ့စတမ်နဲ့ကိုကောင်းပွဲစဉ်ဖြစ်တယ်ပြထားခဲ့တယ်အဲ့ပွဲစဉ်ကစတမ်ရဲ့ဒဏ်ရာပြဿနာကြောင့်ပွဲပြတ်သလိုဖြစ်သွားပြီးရဲ့နောက်မှာ အခုလို1173ကိုနေရာလဲရွှေ့ပွဲစဉ်လဲပြောင်းပြီးတော့1ကပြန်လုပ်လိုက်တာဖြစ်ပါတယ်1173ပြိုင်ပွဲကြီးကို1ကဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပကိုရွေးချယ်လိုက်တယ်ဒီတော့အခုသတင်းထွက်ပေါ်နေတဲ့သတင်းစကားတွေအရဆိုရင်တော့1ကဂျပန်ကပြိသက်တွေကိုဆက်ဆောင်နိုင်အောင်အတွက်ဂျပန်ဖိုက်တာတွေကိုပွဲစဉ်များတည်ပြီးတော့ပွဲတွေပေးလိမ့်မယ်ဆိုတဲ့အသံကျွန်တော်တို့ကြားလာရပါတယ်ခင်ဗျ1172ပြိုင်ပွဲကြီးလို့တုံးကလည်း အဓိကကောင်တွဲဆိုင်တွေထဲမှာ German fighter အတော်များကို1ကနေရာပေးခဲ့တာကိုကျွန်တော်တွေ့ရှိရပါတယ်။ဒီတော့ဒီနေ့ထုတ်ပြန်လိုက်တဲ့ပွဲတစ်ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင် Ruru နဲ့ Malikin ပွဲ။ဒီပွဲက Malikin ကို Ruru ကအနိုင်ယူပြီးတော့ Championship ကိုပဲသိမ်းပိုက်သွားခဲ့တယ်။အခု3နှစ်ယောက်ကိုပြန်ပြီးတော့စိတ်မကြေပွဲထိုးခိုင်းပြီးဒီတော့ပွဲအချိန်တွေကဘလို့ဖြစ်လာမလဲ။ဒါကကျွန်တော်စောင့်ကြည့်စရာကောင်းနေပါတယ်ခင်ဗျ။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ Ruru နဲ့ Malikin ပထမပွဲစဉ်ပြီးသွားတော့ Malikin ကတခုပြောခဲ့လေ။ဒီပွဲက ကျိုးဝိုင်းထဲမှာထိုးရတဲ့ပွဲစဉ်ကြောင့်ဒီလိုဖြစ်သွားတာစက်တကန်အော်တဂွန်ကေ့ချ်ဝိုင်းထဲမှာဆိုရင်ဒီလိုဖြစ်မလာဘူးသူ့အနေနဲ့နိုင်မို့ခွင့်အပြည့်အဝရှိနိုင်တယ်ဆိုတဲ့စကားပြောခဲ့တယ်။အဲရူရူကလည်းပြန်ပြီးပြောတယ်သူ့အနေနဲ့ကျိုးဝိုင်းနေကေ့ချ်တွေရွေးနေမှာမဟုတ်ဘူးဗရန်အားဖြစ်ဖြစ်မာလီကင်ကိုအနိုင်ထိုးနေတယ်ဆိုတာသက်စီပြချင်တယ်ဆိုတဲ့စကားပြောထားခဲ့တယ်။အခုတော့ဝမ်းကဒိုးနယောက်ကိုရီမက်ချ်စစ်မကြီးပဲပြန်တယ်ပေးလိုက်ပြီးဒီပွဲမှာမာလီကင်နိုင်ရင်ရွေးကပတ်ပြန်ရမယ်။မာလီကင်ရှုံးသွားခဲ့ရင်တော့ရူရူကဒီဝိတ်တန်ရဲ့ ချန်ပီယံရှစ်ကဘက်ကိုဆက်လက်ထိန်းသိမ်းသွားနိုင်တဲ့ဂုဏ်ပုဒ်တစ်ခုရရှိသွားပါလိမ့်မယ်ခင်ဗျအဲ့တော့အဲ့ rematch ပွဲစဉ်ကိုပရိသတ်တွေစိတ်ဝင်စားပြီးရနောက်မှာ1ကနောက်ထပ်တစ်ပွဲထပ်ပြီးတော့ပြလိုက်တာက Super Bowl နဲ့ Nairi ရဲ့ပွဲစဉ်မှာပဲ Nairi ဟာဂျပန်မှာကျင်းပခဲ့တဲ့117ဘက်ပြိုင်ပွဲကြီးမှာ Time Fighter တာဝန်ဆိုင်ကိုသူအနိုင်ပြီးတော့ဒီကြားဖြတ်ရွှေကဘတ်ပိုင်ရှင်ဖြစ်လာခဲ့ပေါ့လေသူ Super Bowl နဲ့ပေါင်းစည်းရွှေကဘတ်လူပွဲထိုးရတော့မယ်စူပါဘုံကပြောတယ်ဂျပန်မြန်မာ ဂျပန်ဖိုက်တာဒီတယောက်တည်းကိုထိုင်းဖိုက်တာနှစ်ယောက်ဇက်တိုက်ရှုံးရတာမျိုးသူဖြစ်မခံဘူးတဲ့ရှေ့မှာတာဝန်ဆိုင်ထုံထုံချုံးပြီးပေါ့လေဒီပွဲမှာ तू ကအတိုင်းထိုးပြမယ်စူပါဘုံကတော့အဲ့တိုင်းပြောထားတယ်ခင်ဗျအဲ့တော့စူပါဘုံဘာလို့ပြမလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ရအောင်မယ်ပြီးတော့ तू ကတခုပြောသွားတာက तू ဒီကစားသမားဘုရားဖြတ်သမှုမှာတာဝန်ဆိုင်ကိုရှုံးခဲ့ဘူးတဲ့တာဝန်ဆိုင်ကကြတော့ရိုင်းဒီကိုပြန်ရှုံးထားတယ်ဒီတော့ဒီပွဲမှာသူတို့နှစ်ယောက်တည်းကဘယ်သူပဲနိုင်နိုင် တာဝန်ဆိုင်နဲ့ပြန်ပြီးပွဲထုတ်ဝင်ရဖို့အခွင့်အရေးကရှိနေတယ်။နိုင်နဲ့ဆိုရင်တာဝန်ဆိုင်အတွက်ကြတော့စိတ်မကြေပွဲ။သူကကြတော့တာဝန်ဆိုင်ကိုရှုံးမှုလာဖြစ်တဲ့အတွက်ဒီပွဲကိုနိုင်လိုက်ရင်တာဝန်ဆိုင်နဲ့စိတ်မကြေပွဲ ရနိုင်တယ်။ဒီတော့ဒီခွင့်အရေးကိုသူလက်လုံးမခံဘူး။နိုင်ရီကိုအနိုင်ထိုးပြပြီးတော့တာဝန်ဆိုင်နဲ့စိတ်မကြေပွဲပြန်ထိုးဖို့အခွင့်အရေးကိုသူအရယူမယ်ဆိုတာမျိုးပြောသွားခဲ့တယ်ခင်ဗျာ။ဒီတော့ကျွန်တော်တို့အတွက်ပွဲစဉ်အားလုံးကတော့စောင့်ကြည့်စရာကောင်းလာခဲ့ပါပြီ။ဝမ်းကလည်းပွဲတယ်ပြီးသားတဲ့ပွဲစဉ်တွေကစိတ်လှုပ်ရှားစရာကောင်းနေတယ်ဆိုတော့173ပြိုင်ပွဲကြီးမှာ ်နောက်ထပ်ဘလို့ပွဲစဉ်ကောင်းတွေပါဝင်လာတယ်မလဲဆိုတာအခုကလေးကရင်ကုန်စွာနဲ့စောင့်မျှော်နေပါတယ်ခင်ဗျာတ िश ူအပိပြည့်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ